ဖို့အိမ်လာဒီဘော်လေးထိုင်လိုက်မယ်နော်ထိုင်လိုက်နားပါနော်ဒီမှာလေးဟုတ်မလေးအသက်ဘယ်လောက်တုန်းအသက်16ပဲရှိကွာငလင်းလှုပ်တော့ကဒီမှာလေးဘယ်မှာတော့ငငယ်ချင်းငငယ်လေးအိမ်အဲ့မှာဖြစ်သွားတာဘယ်လိုလေးဖြစ်တာလဲကိုပြောပြလို့ရတယ်လေကားပါလေကားပေါ်ကနေပြုတ်ကြတာအခုလဲလဲမချောင်းနိုင်ဘူးကွာဘယ်ဘက်ချက်တော့ဖြစ်တာလဲ ဟိုစေကန်းပြကြည့်တော့ဘာပြောတော့ညီမဆရာပါစေကန်းမသွားစေကန်းမသွားဘူးဒီတိုင်းနေနေရပေါ့ဟုတ်ပါလေဟုတ်လားစေကန်းမပြရသေးဘူးပေါ့ဟုတ်ကဲ့သူကအဲ့ဒီစစ်တုံးကလည်းဖေးုံကြီးတင်ဖို့ရတယ်ဟုတ်သူကဟိုလိုရွယ်ရောက်တဲ့ရွယ်တွေဆိုသူကရှက်ကိုစေကန်းဖြစ်ပြီးတော့မိမကြီးပေါ်လာလက်မခံဘူးရှင်။အော်ဟုတ်ကဲ့။ဒါနဲ့ဦးလေးတို့လည်းဟိုဒီမှာလက်နေရတာ။အော်ဟုတ်ကဲ့။ဟိုကဆေးကန်းတော့ပြရမှာလေဒီမှာလေဆေးရုံသွားပြလိုက်လေနော်။အခုတို့ခုဟိုဆေးဘိုးဝါးကလေးလည်းလှူခဲ့ပေးမယ်။ လို့ဆိုညီမလေးအခုရောက်ပါလေလမ်းမရှောင်းနိုင်ဘူးဘာညာဆိုလေလေကားဘောကပြုတ်ကြသွားတာပေါ့ဟိုကိုကခုမှအတက်ကလည်းအငယ်ပဲရှိသေးတာနော်ဒီကျိုးတာပဲဖြစ်ဖြစ်ဒီပေါ့နော်အာယုံကြောတွေဘာကြောင့်ဖြစ်တာပဲဖြစ်ဖြစ်ဒါကိုလည်းသိတော့နားမလဲဘူးပေါ့ဒါဆေးကုသမှုခံယူမှသာလေပျောက်ပါလေနော်ဆေးရုံတော့ပြကြည့်မှာဆရာဝန်နေနဲ့ဒါကိုမမြင်နိုင်တဲ့အတွင်းနဲ့ပေါ့နော်ဓမ္မန်တွေပဲရိုက်ကြည့်မှသာလေညီမလေးဆရာကဘာဖြစ်တာလဲအဲ့ဒါကိုသိနိုင်ပါလေဒီမှာကုသမှုခံယူပြီးမှညီမလေးပြန်ပြောက်ပါအဲ့တော့ဆေးကန်းလေးတော့တော့ပြလိုက်လေနောက်ကလေးအဲ့ဒါလေးတော့ဆေးရုံလေးကိုတော့ပြပြပြအောင်ပြပေးပါအောင်ဒါတို့ စေကောဘကဒီလေဒါတို့ခုနှစ်သားမျိုးစုပေါင်းလူမျိုးလေးနဲ့လှုပ်ခဲ့ပေးပါမယ်နော်အဲ့လိုလေးတော့ပြလိုက်ပါနော်ပြပြအောင်တော့ပြလိုက်အောင်နော်ခရီးပေးရမလားကိုနော်အခုတို့အာစေဘိုးလေးလှုပ်ခဲ့ပေးမယ်နော်ဦးလေးတို့ကြတော့အလုပ်ကြောင့်ဘာလုပ်လို့တောင်းသူကငါကတော့ပြန်ပြန်ပြန်လှုပ်တာအခုလက်ကြည့်တော့မလုပ်နိုင်တော့ဘူးလေမလုပ်နိုင်ဘူးမျိုးသမီးကကြတော့ဟုတ်လေသူကတော့လူကပဲအိမ်မှာဝတ်ချော်ကြီးကတ်တော့ဟုတ်ကဲ့ဟုတ်ကဲ့အားလုံးဒါတို့စေဘိုးဝါကလေးလှုပ်ခဲ့ပေးမယ်ပေါ့နော်ဦးလေးတို့ကလည်းမဖြစ်မနေစေကန်းလေးတော့ ပပြပေးပါအောင်။ဘောင်းဆိုလှူတဲ့အလူရှင်တွေလည်းဒါလှူရမ်းတဲ့အကျိုးလေးရှိသွားအောင်နော်။အဲအထားမြောက်သွားအောင်ညီမလေးလည်းခြေတော်လေးလည်းတက်တာပြောက်ကင်းသွားအောင်နော်။အဲ့တော့ဆေးကန်းလေးတော့အခုအဲ့ဒါလေးတော့ဂရီပေးနော်။ဟုတ်နော်။ဒါအလူရှင်တွေကအနေနဲ့ရဲမှရှိတယ်။ညီမလေးဖျားကြတော့တဲ့အချိန်ကျလို့ရှိရင်အလူရှင်တွေကိုမြေတာပို့ပြီးတော့အလူရှင်တွေတက်ဆူတောင်းမြေတာပို့တာပေးနော်။အနေရက်ကခုနှစ်သားနေအလူရှင်တွေနော်။အဲ့ဒါလေးကိုမြေတာပို့ပေး။တဲမှာပါလေရှမ်းသာပါလေဒီထက်လှူနိုင်ပါလေပေါ့ညီမလေးနော်။ဒါကို လူတဲ့လူရှင်တွေလည်းအကျိုးရှိအောင်ညီမလေးဆက်တော့ပျောက်သွားတယ်ကောင်းသွားတယ်ဆိုလို့ရှင်ပို့ပြီးတော့အကျိုးရှိတယ်လေနော်ကိုတို့လာလူပေးရတာလေအဲ့တော့စေကန်းကိုအချင်းမနေတော့ပြပေးကိုတို့ခရီးပေးနော်ဒါစကိုင်းမှာလည်းစေုံမှာလည်းပြလို့ရတယ်လေနော်နော်အဲ့ဆိုကိုတို့ရတယ်စေဖို့လူတာလေးကတော့ညီမလေးအဖေစီမှာပဲကိုတို့လူခဲ့လိုက်မယ်နော်ရနေသားလိုနေနော်ပြေတာဟိုအလူငွေ3သိန်းမှာနော်ဟိုလေဟုတ်ခုနကသားသမီးစုပေါင်းလူငွေလေးပါဟုတ်ဟိုပါခုနကသားသမီးလူရှင်တွေအားလုံးကျမ်းမှာပါတာပါဆန်းလာကြပါဦးစရတယ်ဘူးလေတည့်ရဖို့ကိုပြောလူတန်းလူနိုင်ကြနိုင်ပါဘူး ဒီ free zone ဆုံးလည်းပြပါသေး။စေကန်းနေပါပြပြီးလို့ပေါ့နော်။ဆရာဝန်ကဘာပြောတယ်ဟိုစေကူသားစိတ်နည်းနည်းပေါ့နော်ပို့ပြီးကုန်ကြနိုင်သေးတယ်။ဘာညာရှိလို့ရှင်လေ။အဲ့တော့ဒီအိုကြီးကနေဆက်ဆက်တွယ်လို့ရပါတယ်เนาะအဲ့တော့နိုင်တဲ့အကူကြီးဆိုကုညီလေးနဲ့เนาะဒါလေးနဲ့တော့အရင်ဆုံးစေကန်းသွားပြကြည့်လိုက်ပါအောင်เนาะဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့လားအဲ့ခွင့်ကြည့်ပါအောင်เนาะဟုတ်ကဲ့ဟုတ်ပြင်လာပါနော်ဒီဟုတ်ပြင်လာပါနော်ဟုတ်အဲ့တော့ဒါခွင့်ရသားသမီးစုပေါင်းအမှုမွေလေးနဲ့ပေါ့เนาะငလင်မှာထိခိုက်ဒဏ်ရာရရှိထားတဲ့လက်ရှိချိန်ဒီစေကူသားမှုခံယူနေရတဲ့သူလေးတွေကိုပေါ့เนาะလိုက်ပြီးတော့ လိုတန်းပေးတာပါဟုတ်စုပေါင်းအများလူလေးဆိုတော့တို့မှတ်တမ်း view လေးတော့ရိုက်တာလေးခွင့်ပြုပါအောင်နော်ခွင့်ပြုပါဟုတ်ဒီမှာခါးချိုးထားလို့ဒီရတော့ခါးချိုးပါဟုတ်တိုင်းပြည်တာဟုတ်လားဟုတ်တိုင်းပြည်တာဈေးရောက်လားဟောဈေးမှာဈေးရောက်လားဈေးမှာဈေးရောက်လားမိုးသာဈေးကမိုးသာဖုံးချောင်းကဥတိုင်းပြည်သွားတာဟုတ်ကဲ့ခါချိုးသွားပါတော့အဲ့တော့ရက်ွက်ထဲကိုလည်းရောက်ခဲ့တယ်ဟာခါယိုချိုးတော်မှာပေါ့နော်အဲဒီခါကအောက်ပိုင်းကလည်းလုံးဝလှုပ်မရဘူးသူတို့တွေလည်းလှုပ်မရဘူးအေးရတယ်မှာပဲလှင်းနေနေ ဒီကဆိုးလာဆိုဖြစ်လာအနာဖြစ်သွားတာတို့အပူလောင်ပြီးတော့ဗောနော်အခုကတော့ဒီဆေးရောင်ဒီစကိုင်းဆေးရောင်ရတာဗနေရလောက်ရှိတာ5ရက်ရှိတာ5ရက်ရှိတာခါတော့အခုဟာကကုဒါအောက်ပိုင်းကုဒါထားတော့မယ်လက်တလောချိန်ထိတော့6ရက်ပေါ့လုံးဝထိုင်လည်းမထိုင်နိုင်ဘူးဗောနော်မလက်ပဲစားရမယ်ကဲပါအမကြီးကြားရတယ်စိတ်မကောင်းပါဘူးနော်အတင်းထားပါအောင်နော်ဒါဟိုစိတ်ကူးစားမှုကြီးခံယူနေပြန်ကောင်းနိုင်ပါရဲ့နော်အမနော်ဟုတ် ်ဘာလို့လဲစိတ်မကောင်းစရာကြီးတော့မမေးချင်ပါဘူးမိုင်းเนาะဒါမတန်းလေးရတာရရတာပါเนาะဟုတ်ဟုတ်စိတ်စိတ်တော့ခိုင်ခိုင်ထားပါအောင်ဟောဆိုကိုခန္ဓာကိုယ်တစ်ခုလုံးမှာစိတ်ကအဓိကလေစိတ်ပြိုလဲသွားလို့ရှင်ဘာမှလုပ်လို့မရတော့เนาะအာရဲတဲ့ကိစ္စတော့မဟုတ်ဘူးပေါ့ကျွန်တော်တို့လည်းအားပေးရတာလွယ်ရလေเนาะတကယ်ကိုယ်တိုင်ခံစားရတဲ့အချိန်မှာတော့အဲ့အရာကြီးတွေမှာလဲပြီးတော့မထနိုင်တာစိတ်ကြီးခိုက်မှာပဲလीเนาะဘယ်လိုမျိုးဟုတ်အာမောင်လေးတို့ဟိုဒီအမဆေးကုသစိတ်မှာဟုတ်ပါဘူးအမကเนาะစားကျင်တာဝယ်စားတာပဲဖြစ်ဖြစ်ဒါအာဟာရပြည့်ဖို့တော့လည်း အစားတောက်လေးတွေစားဖို့လိုရတယ်ဒီနော်အဲ့တော့အစားလေးအချိန်မှစားပါနော်စိတ်ညစ်ပြီးမစားနိုင်ပါဘူးမလို့မနေပါနဲ့ဆေးလေးတွေပုံမှန်တော့အဲ့တော့အမားတို့လိုရတဲ့နေရာမှာအသုံးကြည့်ပါကျွန်တော်ဟိုဟာစုပေါင်းလူငွေလေးပေါ့နော်၅သိန်းလူတန်းပေးခဲ့ပါမယ်နော်လူငွေလေးလက်ခံပေးပါအောင်နော်အမားလူငွေလေးလက်ခံပေးပါအောင်နော် ဟုတ်ခဏလေးပါနော်ဒီနေ့ဗီဒီယိုလေးကတော့အလူငွေစုစုပေါင်း၁၀သိန်းလူတန်းနဲ့မှတ်တမ်းလေးဖြစ်ပါတယ်။ရှည်စုံက၆တော့ထိခိုက်ထားတဲ့ညီမလေးကို၃သိန်းအခုခါကျိုးထားတဲ့အမအိုက၅သိန်းစုစုပေါင်း၈သိန်းအခုရိုက်ပြရတဲ့အိမ်ရပေါ့နော်ဒီအုတ်နေရံပြိုကျပြီးတော့ထိခိုက်မိသွားပြီးတော့နန်ယိုး၃ချောင်းကျိုးထားတဲ့ NDO က၂သိန်းစုစုပေါင်း၁၀သိန်းဖြစ်ပါတယ်။ခဏလေးမျိုးစုပေါင်းလူငွေလေးပါလူငွေ၂သိန်းပါနော်ကျွန်တော်စီကိုရေယုံကြီးကြီးနဲ့ဆက်သွယ်လူတန်းပေးကြတဲ့အလူရှင်တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ဒီနေ့လူမှတ်တမ်းဗီဒီယိုလေးမှာကျွန်တော်လူတန်းလိုက်တဲ့အလူငွေစုစုပေါင်းကတော့၁၀သိန်းဖြစ်ပါတယ်။ကျွန်တော်ဒီဗီဒီယိုရဲ့အရှိအမတင်ထားတဲ့အလူမှတ်တမ်းဗီဒီယိုမှာကျွန်တော် စီမှာကြန့်ရှိတဲ့ legend လူမျိုးပြပြထားတယ်ပေါ့နော် legend လူမျိုးကတော့32သိန်း8200နဲ့မှာ30ဖြစ်ပါတယ်32သိန်း8210တွေကနေပြီးတော့ဒီနေ့လှူဒန်းလိုက်တဲ့အလူငွေ10သိန်းကိုနှုတ်လိုက်တယ်နှုတ်လိုက်မယ်ဆိုရင်တော့ကျွန်တော်စီမှာ legend အလူငွေ22သိန်း8200နဲ့မှာ30ကျန်ရှိပါတယ်ဗျာနော်အဲ့တော့ကျန်ရှိတဲ့လူငွေလေးကိုလည်းခုလိုမျိုးဘယ်မှာသွားလို့ဖြစ်တယ်ဆိုတာလေးကိုမှတ်တမ်းတိတိကျကျလေးနဲ့တင်ဆက်ပေးသွားပါမယ်ဗျာနော်အဲ့ကျွန်တော်ဒီကြားတစ်ချက်မှာ ပြူတန်းမှာပြောနေကြတိုင်းပဲပေါ့နော်ကိုကျိုးတဲ့သုံးပြထားခြင်းမရှိပါဘူးတရားတစ်ချက်မှလည်းလေ့ရမှုမရှိအောင်စင်စရာတတိကြနဲ့မှတ်တမ်းဗီဒီယိုတွေကိုတင်ပေးနေပါသေးတယ်ဒါကအလူရှင်များအနေနဲ့ပေါ့နော်ဒီစုံတရားမရှင်းတာများမင်းများတို့ကများရှိလို့ရှိရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်399 910 9530ကိုဆက်သွယ်ပြီးတော့မင်းများလို့ရပါတယ်တရားတစ်ချက်ကစားတောင်းဝန်ယူပါတယ်ဗျာနော်အားလုံးပဲပြူတန်းပေးကြတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်အားလုံးလူတန်းမှုကြောင့်မလို့ကျွန်တော်ခုလိုမျိုးလေးဒါအလူရှင်တွေကိုစားလိုက်လုပြီးတော့ကုသိုလ်ယူဝင်ရနေတာဖြစ်ပါတယ်ဗျာနော်အဲ့တော့အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဗျာနော်